အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ20ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကံမြေကတော့မနက်မိုးလင်းမှာလက်နက်ကြီးသုံးလုံးပစ်ခတ်မှုနဲ့အတူကလကဖွင့်ခဲ့ပြီးဖြစ်ပါတယ်ဖားကံကာမန်လိုင်းလိုင်းကိုသွာလာခွင့်ရတော့မယ်လို့အတန်ကြားနေရပေမဲ့ဖွင့်ခဲ့ရင်လည်းကန့်သတ်ချက်တွေအများကြီးရှိနေနိုင်ပါတယ်နေ့လယ်ပိုင်းမှာတော့ ဖားကတမကုံကနေလက်နေကြီးပြခါမှုကြောင့်လုံခင်အုပ်စု ကထိုင်ရွာလမ်းမှာပေါ်ကြားရောက်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အာရခမြေကြောက်ပြူမြို့နယ်ကရဲတရင်32ရဲ့အဓိကကာကင်းနေရာဖြစ်တဲ့ပြိုင်းစစ်ကြီးစစ်စခန်းကိုအာရခတပ်တော်တို့သိမ်းပိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။စစ်ကောင်စီစစ်သား90ထဲမှနေမက်ဆီတက်ခဲ့တယ်လို့စစ်တုံးပန်းတွေလည်းလက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ကြားသိရပါတယ်။ဒီကြတဲ့ရပိုင်းကနှမ်းဖဲတော်မြင့်တော်လက်ခမော်စခန်းတွေကိုလည်းစစ်ကောင်စီကလက်လွတ်ထားခဲ့ရပြီဖြစ်ပါတယ်။ လက်ရှိအမှတ်34ရဲတပ်ရဲကိုအပြည့်အစုံတိုက်စစ်ဆင်နွှဲရရှိပြီးဓာပြီးရနဲ့လေစိတ်ပြီးရင်အမှတ်34ချင်းလင်တိုင်းဆက်ပြီးတော့ကြောက်ပြူအချင်းထောင်အဲ့ဒါလိုတိုက်စစ်ဆင်လာလိမ့်မယ်လို့ခံမှန်းရပါတယ်။ဇပြိုင်နဲ့ထဲလဲတိုက်စစ်ဆင်ကောင်းဆင်နိုင်ပါတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်လက်ပံရွာအနောက်မြောက်ဖက်မကျင်းကုန်းနဲ့တာစီပါအားမှာထိတွေ့မှုရှိနေတယ်လို့ကနဦးသိရှိထားရပါတယ်။တပိတ်ချင်းမြို့နယ်စပယ်နဂိုရွာကစစ်ကြောင်းကတော့စတင်လှုပ်ရှားလာနေတာကိုတွေ့ရပါတယ်။ မရေအားရှေချမ်းထိတွေ့မှုတွေပြန်လဲရန်နာသွားပေမဲ့နှစ်ဖက်စစ်ကြောင်းတွေထိတ်တိုက်ရင်ဆိုင်ထားသေးရှိတာမို့တစ်ဖက်ဖက်ကလှုပ်တာနဲ့တိုက်ပွဲဖြစ်လာနိုင်ခြင်းရှိနေပါတယ်။ဘကိုးရုံမဘူစစ်ကြောင်း၃ကြောင်းတက်ဖြတ်လာလို့စုဖွဲ့နေပြီးဒရုန်းတက်ဖြတ်လဲပွားဝင်မယ်လို့သိရပါတယ်။ဆိုပါဆက်စည်ရေးကိုဒေတာကုတ်ကဲစစ်ဌာနချုပ်ပြည်ကနေကုတ်ကဲမှာဖြစ်တယ်လို့သိရှိရပါတယ်။ရိုးဘော်ကိုဗီမြို့နယ်ထဲကနေစစ်ကြောင်းထုတ်ဝင်ရောက်မယ်ဆိုတာကိုတော့စီစစ်ထောက်လန်းနေတယ်ဖြစ်ပါတယ်။ မြန်လာမျိုးနဲ့တောင်ကျရွာမှာအနီးဝင်းကျင်မှာထိတွေ့တိုက်ပွဲရှိထားတယ်လို့ကနအူးသိရှိထားရပါတယ်။ကရင်ပြည်နယ်ဖာပုံမြို့နယ်ထဲကဂရိုင်းဒီစခန်းကတော့မျက်စိလည်နေတုံးဖြစ်ပါတယ်။ဒါကိုအပြစ်ဆိုလို့တော့မရပါဘူး။စစ်ပွဲဆိုတာအနိုင်ရှောင်းအဆုတ်အတက်စီစဉ်ရဲလို့ကျွန်တော်မကြာခဏပြောခဲ့ပြီးဖြစ်ပါတယ်။အမြဲတမ်းသာနိုင်နေမယ်ဆိုရင်ဒီ၄နှစ်ကျော်ကာလအတွင်းစစ်တပ်အမြင့်ပြတ်ပြီပေါ့ဗျာ။အရှိတောင်တိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာအလုံးစုံသိမ့်ပိုက်နိုင်ဖို့ဤကရာကနေတိုက်ခိုက်လို့မရဖြစ်နေသေးတဲ့စခန်းကတော့ အနားဝင်စခန်းဖြစ်ပါတယ်စခန်းကြလူဆယ်ဆယ်အချိန်မှာအမှန်လေးတက်လို့တမ်းမြင့်လေးကြည့်ရင်ကြောင်းလူเจ้าကြီးဗညာဝင်ဦးစီးတဲ့စစ်ကုန်စစ်ကြောင်းရောက်လာပြီးနောက်ပိုင်းကွက်လေခံစစ်ပြန်လဲအသက်ဝင်သွားခဲ့တာဖြစ်ပါတယ်အဆိုပါလူเจ้าကြီးကိုမကြခင်မှာပဲအရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုဖြစ်ယာလူတို့ခန့်ရလိုက်တာကိုလည်းတွေ့ရပါတယ်ချက်ပြမြောက်ပိုင်းစီးရဲတင်းမှမှုဖြစ်ပွားခဲ့တဲ့ MNDAA နဲ့ SSPB တို့တိုင်းနေမြို့နယ်တန်လင်းကျွရမှာပြီးခဲ့တဲ့18ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။နှစ်ဖက်သက်သေအဖြစ် UWSA ရဲ့ရှေ့တန်းဒုတိယကုတ်ကဲရေမှုတက်ရောက်ခဲ့တယ်လို့သိရပါတယ်။နှစ်ဖက်သက်တွေထိတွေ့မှုဖြစ်တဲ့အထိပြိပခဖြစ်ပွားခဲ့မှုနဲ့သဘောထားကွဲလွဲမှုတွေဟာယခုတွေ့ဆုံမှုမှာရပ်တန့်နိုင်ခဲ့ပြီဖြစ်ပေမဲ့ဘလောက်ကြာရှည်ခံမလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ငြိမ်းချမ်းစွာဖြေရှင်းကြမယ်ဆိုတဲ့သဘောတူညီချက်ရခဲ့ပြီဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ကြောင်မဲမျိုးနယ်အတွင်းမှာ ကျပွားထားတဲ့ TNL နဲ့ SSPB ဖြစ်စဉ်ကလည်းဒီလိုရှိပါတယ်။ SSPB တို့ထိုင်ထားတဲ့စခန်းအများအားစခန်းမဟုတ်ပါဘူး။သူတို့လာခြင်းတဲ့အခါလာတယ်၊မနေခြင်းတဲ့အခါမနေဘူးဖြစ်ပါတယ်။ဒီကိစ္စကို TNL ဘက်ကဆွေးနွေးဖို့ကြိုတင်အကြောင်းကြားပြီးလာခဲ့ပေမဲ့ SSPB ဘက်ကတနက်နေ့ပြဖောက်တားဆီးတာကို TNL ကလည်းဆက်တက်လာလို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အဆိုပါဖြစ်စဉ်ဟာနှစ်ဖက်တပ်တွေကြားအဖူးအထစ်ရှိနေတဲ့ဖြစ်ပါတယ်။ယနေ့ လာရှုံးမျိုးတွေဟူကုန်တင်ရှင်တွေယာယီဝင်ဝင်ပိတ်ထားတယ်လို့သိရှိရပါတယ်။ဇနေ့မနေ့ပိုင်းမှာပဲစစ်ကောင်စီနဲ့ကိုကန်တပ်ဖွဲ့တွေအေချာဝေါ်လို့ရခင်ခေါ်တဲ့ OAC Oriental Highway Company မှာတွေ့ဆုံမှုရှိခဲ့ပါတယ်။နေပြည်တော်ပိတ်ထားမှုကိစ္စထပ်မံဆွေးနွေးတာလို့အကြမ်းင်းသိရှိထားရပါတယ်။စစ်ကောင်စီဘက်ကတော့တိုင်းမုံကူးစီးတာဖြစ်ပြီးကိုကန်ဘက်ကဘသူတွေလာတယ်ဆိုတာကိုတော့မသိရသေးဘူးဖြစ်ပါတယ်။စကိုင်းတိုင်းမင်းကွန်းဒေတာကိုယနေ့မနေ့ဆယ်နာရီကကစပြီး တိုက်လေရင်နဲ့ဈေးချောင်းတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်နေခဲ့တာရှိပါတယ်။ရှင်းပါမယ်ခရိုင်။ကလဲမြို့နယ်ကံတော့နယ်မြေရဲစခန်းကိုပူပေါင်းတပ်ဖွဲ့တွေအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာကိုအားလုံးသိကြပြီးဖြစ်ပါတယ်။ယခုလာစားနေ့ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး18ရက်ကြာအပြင်းထန်တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။ဆိုပါရဲစခန်းဟာပလဲခံကိုကာလာကြီးပေါ်မှာရှိတာဖြစ်ပြီးမြို့ရဲ့အနောက်ဘက်၁၇မိုင်အကွာမှာတည်ရှိတာဖြစ်ပါတယ်။ စခန်းမှာရှိနေတဲ့ရဲတော်တော်များများဟာယခု၄နှစ်တာကာလအတွင်းမပြောင်းမဲရှိနေတဲ့နယ်မြေခံစစ်စစ်တွေဖြစ်ပါတယ်။မြေမြုံမိုင်းအထက်ထချထားပြီးစက်ကွင်းညောင်ကြီးတွေပြုလုပ်ထားတဲ့ခါစစခန်းအနေထားဖြစ်ပါတယ်။တိုက်ပွဲကာလအတွင်းလေကြောင်းတိုက်ခိုက်မှုလေကြောင်းထောက်ပံ့မှုတွေချိန်ဖန်များစွာပြုလုပ်ပေးခဲ့ပေမဲ့တိုက်လေရင်တစည်းညီခခဲ့ရသည့်အချိန်စစ်ကောင်စီဘက်ကအထင်လာခဲ့ရတာဖြစ်ပါတယ်။နယ်မြေရဲစခန်းမကြခင်ရမှာပဲအင်မတီပြူရာကိုရဟတ်ရင်နဲ့အင်အားပြည်တွေပို့ဆောင်ခဲ့ပါသေးတယ်။ အဆိုပါစစ်ကူစစ်ကြောကဏ္ဍကိုမရောက်နိုင်အောင်ဒေသခံပူးပေါင်းဖွဲ့တွေက Facebook ချက်တောက်ထားနိုင်ရန်ခြေတာကိုတွေ့ရပါတယ်။အင်မတီပြည်သူစစ်တွေကတခါတည်းလက်စာတုံချေမုံးဖို့လိုအပ်နေပြီဖြစ်ပါတယ်။လို့မဟုတ်ရင်ကဏ္ဍကိုပြန်တိုက်ဖို့အတွက်ခြေကုပ်နေရသည်အင်မတီသာဖြစ်ပါတယ်။ယနေ့မနေ့မှာဇီယူကုံပြည်သူစစ်စခန်းကို drone နဲ့စတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ဆက်ရရင်မြေပြင်အဖွဲ့တွေကတော့ပိုတည်ဆုံးဖြစ်ပါတယ်။ ျွန်တော်အထက်မှနေတော့ကလည်းမြေပြင်မှာမဟုတ်ပဲစီယုံးဘောကနေထိုင်ပြီးသုံးဆန့်နေတာကိုခံရခက်ခဲသူဖြစ်ပါတယ်။တော်လံပြည်သူများမြေပြင်တိုက်ပွဲနဲ့တော်လံရဲ့အခြေအနေမှန်တွေကိုသိမြင်နေစေရန်တင်ပြပေးနေရခြင်းဖြစ်ပါတယ်။တကယ်တမ်းမြေပြင်မှာကတိုက်ပွဲတစ်ခုဖော်ဆောင်မှုဆိုရင်ခဲရန်ကိုအဓိကထားတွက်ချက်ရပါတယ်။တိုက်ပွဲတစ်ခုပြီးရင်စစ်တပ်ရဲ့ဆက်ချလိုက်လာမယ့်တိုက်စစ်ကိုခံစစ်ဆင်ရမယ့်အတွက်အញ្ញံခဲရန်ကိုတိကျခြံထားရပါတယ်။တချို့တိုက်ပွဲတွေဆိုရင်အဆုံးပြအချိန်ရောက်လာပြီးမှ ခဲရမလုံလောက်လို့ပြန်ဆုတ်ခဲရတာပဲမနေပါဘူးပွဲတစ်ခုပြီးသွားရင်လည်းနောက်တစ်ပွဲအတွက်ခဲရပြန်ပြီးစုဆောင်းရှာဖွေရပါတယ်နောက်တစ်ချက်ကတော့တိုက်ပွဲမရှိရင်လည်းထမင်းတော့စားကြရပါတယ်အောင်မင်းမလုံရင်အားမရှိဘူးဖြစ်ပါတယ်ဒီတော့မြေပြင်တိုက်ပွဲတွေအချိန်မပြတ်စေဘူးလောက်ကိုင်းနေတဲ့အဖွဲ့တွေစီကိုမြေပြင်တိုက်ရိုက်ထောက်ပံ့မှုဝေးရမှုတွေလိုအပ်လာပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိကိုရှိတယ်